အားလုံးပဲမင်္ဂလာပါဗျာ။ Silent သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့ KIA ကစစ်တပ်ရဲ့ရဟန်းရင်စီကိုပြစ်ချနိုင်ခဲ့တဲ့သတင်းနဲ့ရွှေခေါင်းလောင်းဆရာတော်ထောင်း16နှစ်ကျော်ကြာသွားတဲ့သတင်းကိုတင်ပြလာတဲ့ကျော်စိုးရဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကျော်စိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်း Silent သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ င်းတပုတ်အနေနဲ့ဒီဗမော်မြို့အခြေအနေနဲ့ဖားကမြို့အခြေအနေကိုတင်ပြပါမယ်။ဒီနေ့မူလပိုင်းမှာဗမော်မြို့စကား20တဲကိုဆင်းသက်တဲ့ဒီရိုင်းရင်၃စီးအနက်နှစ်စင်းကိုစစ်သူကြွ KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြတ်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်။ဒီအခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့ Nobu ကလည်းအခိုင်အမာပြောနေပါတယ်။ဒီပြောဆိုမှုအပေါ်မှာဒီ NUG ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝေဝေးဆဆဖော်ပြနေတာတွေ့ရပါတယ်။အဲ့တော့ကျွန်တော်ဒီအခြေအနေကတကယ်ပဲပြစ်ချနိုင်ခဲ့သလား အတကယ်ပဲသူတို့ပြောသလိုဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့သိချာတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်သူတို့ပြောတော့ဒီရွှေကူမျိုးရဲ့16မိုင်ကအကွာ15မိုင်ကအကွာတောအုပ်ထဲမှာကြားတယ်လို့သူဘက်ကပြောဆိုနေတာတွေ့ရတယ်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြားတယ်ဗျဓာတ်ပုံမထုတ်ပြလိုက်ပါလက်ရှိသူတို့တင်ပြထားတယ်သူတို့တင်ပြနေတဲ့ဒီရုပ်သံဖိုင်တွေပေါ့သူတို့သူတို့ရဲ့ဒီဆိုရှယ်အုပ်စုမီဒီယာတွေမှာဖော်ပြနေတဲ့ဒီရုပ်သံဖိုင်တွေကတော့ကျွန်တော်တို့ရခင်အဟောင်းတွေကိုပြန်ပြီးတင်ထားတွေ့ရတယ်တင်ထားတာတွေ့ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ noble ပြောတဲ့အခြေအနေကိုကျွန်တော်မွေးနိုင်မယ်တင်ပြပါမယ် တို့ကအာတို့အနေနဲ့ဒီဘုံဘုံမျိုးကိုစစ်ကူလာဖို့တဲ့ဒီရိုင်းရင်သုံးစင်းမှာတို့ပြစ်ခတ်တာနှစ်စင်းကိုထိမှန်ပါတယ်တစ်စင်းကတော့ရွှေကူမျိုးနဲ့14မိုင်ကအကွာတော်တွေကိုပြတ်ချသွားပါတယ်နောက်တစ်စင်းကတော့ဒါရွှေကူမျိုးအနည်းကိုဆင်းသက်နိုင်ပါတယ်လို့တို့ကတော့သူကတော့ပြောတယ်ဒါတော့သူပြောတာပါဗျာအဲ့တော့နောက်ဘူးအနေနဲ့တကယ်ပဲဒီရဟင်းကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြခင်ရပိုင်းဒါတရနေ့3ရက်4ရက်ပေါ့ဗျာနောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာအဲတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုံနိုင်ခဲ့တယ်မလုံနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ခဲ့သလား မဟုတ်ခဲ့တာဆိုတာဒါတိတာတဲ့ဒါတက်တယ်လည်းဖြစ်တယ်တိတာရဲ့ဒါကလည်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ဟုတ်ချင်းမဟုတ်ချင်းနေနေတာမဟုတ်ဘူးနော်ဘူးနေတဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီပေါ်မှာကျွန်တော်ကဟုတ်တယ်မဟုတ်ဘူးကျွန်တော်ငင်းနေတာမဟုတ်ပါဘူးနော်ဘူးရဲ့ပြုတ်ဆုံမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောဟုတ်တယ်ဒစီကြပါရဲဒစီကြပါရဲပေါ့ဗျာဆိုတော့ကဒစီပြုတ်ကြဒစီကတော့တိတိကျကျပြတ်ကြတယ်ပေါ့ဗျာဒစီရိုက်ရင်ဒစီပြတ်ကြမှုကတိကျတယ်ကျန်တဲ့ဒစီကတော့မတိကျဘူးဒါကသူတို့ပြောဆိုမှုတုံးသီးလာတယ် ုံးစီမှာသူနှစ်စီးဖြစ်တယ်နှစ်စီးနှစ်စီးကိုပြစ်ခတ်နိုင်ခဲ့တယ်နှစ်စီးကိုပြစ်ခတ်နိုင်တဲ့အခါမှာဒစီကတော့ဒီရွှေကူမျိုးထဲမှာသူတို့ဆန်းသန်းနိုင်ခဲ့တယ်အနည်းပေါ့ဗျာနောက်ဒစီကတော့ကျွန်တော်ရွှေကူမျိုးနဲ့14မိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ချသွားတယ်ပြတ်ချသွားတယ်အဲ့တော့ဒါနှုတ်ပြောတာအော်ဒီတင်းပြချောင်းမယ်ဆိုရင်နှုတ်နေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တုံးမှာသူထုတ်ပြနိုင်မှာပေါ့ဗျာလက်ရှိတော့ဒီကနေ့ညနေအာဒီ 9နိုင်9နိုင်35အချိန်ထိပေါ့ဗျာ90နာ9နိုင်35အချိန်ထိသူတို့ဘက်ကပြောနေတာကတော့သူတို့အနေနဲ့ဒီပြတ်ကျတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့တိသွားပြီးဆိုတဲ့အချိန်ထိတော့သူတို့ဘက်ကပြောဆိုနေတာတိရတွေ့ရတယ်လို့ဆိုလည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သားပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူးကျွန်တော်ဒီအချိန်ဒီပုံမှာဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးကျွန်တော်ငင်းနေတာမဟုတ်ဘူးဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးပြောနေတာမဟုတ်ဘူးတကယ်ပဲဟုတ်တယ်ဆိုတော့တော့အနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြဗီဒီယိုကလစ်ထုတ်ပြန်ဒါဆိုတော့ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါကျွန်တော်တာတကားကြီးလည်းရှိခဲ့တယ် ဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေလည်း KNU နဲ့ PDF အဖွဲ့တွေစပေါင်းပြီးတော့အာမြောက်ဦးမျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်ဦးမျိုးတိုက်တယ်နောက်ဆုံးအမှရှိတဲ့ဒီလုံချုံတက်ဖွဲ့ကလည်းနောက်ဆုံးကျွန်တော်တို့တစ်ဖက်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခန်းစစ်ပြပြီးပြန်တိုက်ခဲ့တဲ့အနေအထားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်စစ်ကူပြုတ်ကူတွေရောက်လာတဲ့အခါမှာဒီတပ်မတော်ကဒါ KNU ပါဝင်စစ်သွေးအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်ဦးမျိုးပေါ်နေပဲရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်အဲ့လိုသူတို့ကအဲ့ကျွန်တော်ကျွန်တော် KNU ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့နဲ့မြောက်ဦးမျိုးကြီးအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီအဲ့တော့ အဲသူတို့ပြောရရစစ်ကောင်စီတက်တရတော့ဒီတောင်ရင်မြကန်းသားမှာပဲရှိတော့တယ်သူတို့တမျိုးလုံးထိချုံနိုင်သွားပြီစသဖြင့်ဘယ်နေရာထိနေဘယ်နေရာထိနေဆိုပြီးတော့သူတို့ဝါရားဖြန့်ခဲ့ကြတယ်တကယ်လည်းဒီတက်မလို့ကတကယ်လည်းကျွန်တော်တို့ဒီနေမြရှင်းလင်းမှုတွေကိုလည်းတကယ်လည်းလုပ်လိုက်တော့ဒီအကြမ်းသမားတွေမျိုးပေါ်ကနေပြောကျွန်တော်တို့ဟိုအောက်ထဲကိုဆင်းသွားတယ်ဆင်းပြရတယ်ဗျာယနေ့ဒီကသူမကတ်နိုင်သေးဘူးရောက်ရင်မျိုးကိုယနေ့ဒီဒီစစ်တွေကြွားကဲနေအုပ်စုတွေမကတ်နိုင်သေးဘူးရှင်းပါလဲကျွန်တော်အဲ့လိုတာတကားတွေရှိတယ်အဲ့လိုတာတကားတွေရှိရနောက်ပိုင်းမှာဒီကေအန်ကပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ထွက်တော့လုံးဝပြောက်သွားတာအော်တော့ဘူးလေအဲ့ဒါသူပြောတာတကယ်မှန်နိုင်မမှန်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုတော့ဓာတ်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်မဟုတ်ကျွန်တော်စောင့်ကြည့်ရတာပေါ့ဗျာ သူတို့ပြောတာကသူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြက်ကြတယ်ပေါ့အဲ့တော့သူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြက်ကြတယ်ဆိုတော့သူတို့ရအောင်ရှာပါဗျရအောင်ရှာပြီးတတ်မှုတင်ပါဗျဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်စောင့်ကြရမှာစောင့်ကြရမှာအဲ့တော့ဒါတော့ကျွန်တော်တို့ဘာမမျိုးအခြေအနေဘာမမျိုးအခြေအနေနဲ့ပတ်သက်ရင်တက်မလို့ကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့နေမြေအားလုံးကိုကျွန်တော်ရခိုင်တိုင်းပဲကျွန်တော်ထိချုပ်နိုင်တယ်တိုက်ပွဲတွေကတော့ကျွန်တော်ငြိမ်သက်နေတယ်ဒီတက်မလို့တော့လိုအပ်တဲ့ကျွန်တော်တို့ဒီ drone drone တွေနဲ့ကဲတော့ပြီးတောက်ချောက်ကြီးနေမြေရှေ့လုံးတွေတောက်ချောက်တောက်ချောက်လုပ်နေတယ်ဒီလေချောင်းပြုတ်ကလေးတောက်ချောက်ရှိနေတယ်ဒါတော့ကျွန်တော်ဘာမမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ယနေ့ထိကျွန်တော်တို့စွန့်ကြရမရှိသေးဘူးနောက်တစ်ချက်အခြေအနေတစ်ခုကကျွန်တော်တို့ဖားခိုင်းအခြေအနေအဲ့ဖားခိုင်းရဲ့အခြေအနေတင်ပြမယ်ဆိုလက်ရှိဒီဖားခိုင်းမှာကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆက်ဖြစ်တ ယ်လို့ကျွန်တော်တို့နားလေရတယ်ပြင်းထန်စရာဖြစ်တယ်ဖားကံမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ဒါဒီတက်မလို့ကဖားကံမျိုးကိုဖားကံမျိုးမှာရှိတဲ့ကျွန်တော်အရေးပါတဲ့နေရာလေးကိုပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက်ဧပြီလ23ရက်နေ့ကစပြီးတော့ကျွန်တော်စစ်ကြောင်းကြီး၃ကြောင်းနဲ့ကျွန်တော်နေမြေရှင်းလင်းမှုတွေလုပ်တယ်ပထမစစ်ကြောင်းတော့ကျွန်တော်မိုးကောင်းကာမိုင်းနှံရလုံခင်ဖားကံအဲ့လမ်းပိုင်းကိုတက်မလို့ကကျွန်တော်တောက်လျှောက်နေမြေရှင်းလင်းမှုတွေလုပ်တယ်နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့ဒီနမ်မတီလဝါတနိုင်ဖားကံအဲ့လမ်းပိုင်းကနေတခါထပ်တက်တယ်ဟုတ်တယ်လမ်းမကြီးကတော့ကျွန်တော်အင်တော်ဖားကအဲ့လမ်းမကြီးကဆက်တက်တယ်ပေါ့ဗျာကျွန်တော်တနည်းအားဖြင့်ဒီစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒီဖားကမျိုးကိုခြိတက်တယ်ခြိတက်တဲ့ခါမှာအကြမ်းဖက်သမားတွေကတော့လမ်းကြောင်းကနေတော့ဖျက်တောက်မှုတွေတောက်လျှောက်လုပ်တယ် အဓိကတိုက်ပွဲတွေအပြတ်တံပြီးဖြစ်နေတဲ့နေရာကကျွန်တော်တို့ဒါပထမစစ်ကြောင်းဖြစ်တဲ့မိုးကောင်းကမိုင်းလုံခဲဖားကအဲ့ဒီလမ်းပိုင်းမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းပြထန်ဖြစ်တယ်အကြမ်းမသမားတွေကဒီတပ်မတော်စစ်ကြောင်းတွေတော့ချက်ဖြတ်တော့ဖို့လုပ်တယ်လောက်တဲ့ကမှာတပ်မတော်ကကျွန်တော်တို့ဒါထီတီမိမိရှင်းလင်းနိုင်ခဲ့တယ်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့ဒီနေပြီးတော့ရှင်းတယ်ရှင်းတဲ့ကမှာဒီကနေ့မေလ20ရက်နေ့မှာဖားကမြို့နယ်ခွန်တော်မိုင်ကအကွာအကွာရောက်သွားပြီဒီနေ့အပြင်ကျွန်တော်တို့ဖားကမြို့နယ်ပြောင်းအောင်ကြီးဝါနီကိုရောက်သွားပြီတပ်မတော်စစ်ကြောင်းအဲ့ဒီကိုရောက်သွားပြီဖားကမြို့ကကျွန်တော်တို့ကရင်ရဲ့ဒါဘန်နာဝင်ရရှိတဲ့နေရာတော့တနေ့တနေ့ပြားဒီဖားကဒေတာကထွက်တဲ့ဒီကြောက်စိမ့်တွေကိုကရင်ရတာမနေဘူးပဲ ခင်ဗျာအခေါ်ကောက်နေရကျွန်တော်တို့ရှင်းအောင်ပြောမယ်ဆိုခင်ဗျာဒီလက်ရှိလက်ရှိကျပြဝဲတွေပြနေတဲ့ဒီကြောက်စင်းတွေထက်ကြောက်စင်းရဲ့အရေးသွေးထက် KYA ကနေပြီးတော့ကျွန်တော်တရားဝင် KYA KYA ကနေပြီးတော့ KYA ကိုကျွန်တော်အခုံပေးပြီးတော့ထွက်တဲ့တရားကိုထွက်တဲ့ကြောက်စင်းရဲ့အရေးသွေးလာခင်ဗျာအများကြီးပါတယ်လို့ဒီကြောက်စင်းလုပ်ငန်းရှင်တွေပြောတယ်လက်ရှိကျွန်တော်ကြောက်စင်းကုန်တွေတွေပြောတယ်ဒီမှာဒီမှာကျွန်တော်တို့ဒီဒီနေပြည်တော်မှာပြနေတဲ့ကြောက်စင်းတွေထက်ဒီတရားဝင်ထွက်တဲ့ KYA ကိုအမိပြုတရားဝင်ထွက်တဲ့ကြောက်စင်းတွေကပို့ပြီးတော့ကျွန်တော်ဒီထက်တန်ဖိုးကြီးလို့ပြောတယ် ပြောတယ်။ဟောဖားကန်ဒေတာမှာကျွန်တော်တို့ဒီကြောက်စိမ့်တူဖို့ဆိုရင်နံပါတ်2ချက်ပဲရှိတယ်။နံပါတ်1 73စီဝင်လို့မရရင်ကြောက်စိမ့်တွေတူလို့မရဘူး။ဒုတိယချက်ကကျွန်တော်တို့ဒီမိုင်းမိုင်းတွေမရှိရင်ကြောက်စိမ့်တူလို့မရဘူး။ဒီ2ချက်ဒီ2ချက်ကိုကျွန်တော်ကတ်သတ်ထားနိုင်ရင်တော့ကျွန်တော်တို့ဒါကြောက်စိမ့်တူလို့မရဘူး။ထို့တော်လည်းပဲကျွန်တော်တို့ကြောက်စိမ့်တွေကတူနေဆဲဖြစ်တယ်။လက်ရှိကျွန်တော်တို့ KI ကတော့တို့ဒါရခိုင်ကထိချုပ်ဝင်ရတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့စာတင်ကြောင်းတွေစာတင်ကြောင်းတွေဖြတ်တယ်စာတင်ကြောင်းတွေအောက်ကနေစာတင်ကြောင်းတွေကိုဖယ်တယ်ဖယ်ပြီးတော့ကျွန်တော်တို့စာတင်ကြောင်း area တွေမှာကြောက်စိမ့်တွေတူတယ်။နောက်တစ်ခါကျွန်တော်ဒီတိုက်နေစေးုံတွေကိုဖယ်တယ်ဖယ်ပြီးတော့တိုက်နေစေးုံအောက်ထဲမှာရှိတိုက်နေစေးုံကို တိုင်းနေဆေးဟုံအောက်ကိုကျွန်တော်တို့ဒီတူးဖို့ပြီးတော့ကြောင်စင်းတွေတွေ့တယ်နောက်တစ်ခါကျွန်တော်လူတွေရက်ွက်တယ်ဖဲမလားမဖဲဘူးလားမဖဲညာဘက်ဆိုရင်မဖဲတဲ့အိမ်ကျမတို့မဖဲနိုင်ဘူးညာဘက်အဲ့ဒီလူမဖဲဘူးပြောလို့အပြောက်အဲ့လူတွေတော့ချက်ရှင်းတယ်လက်ရှိတပ်မတော်ကတော့ကျွန်တော်ရခင်ထိချုပ်ခဲ့တဲ့နေရာတွေဆုံးရှုံးတယ်ဆုံးရှုံးတဲ့မှာအဲ့နေရာတွေပြန်ပြီးတော့ဆုံးဝင်နိုင်မှုတွေလာတပ်မတော်ကတော့ကျွန်တော်တို့ဖားကန်ကိုစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒါချိတက်လာတယ်လက်ရှိတော့ကျွန်တော်တို့ဒီဖားကန်မြို့နယ်ပြားအုံကြီးဟာဒီပြားအုံကြီးကကျော်သွားပြီဖားကန်မြို့ကိုဆက်ပြီးဥတည်နေတယ်ဥတည်နေတယ်ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြံမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဖားကန်နဲ့ဗမော်မြို့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ် ဒုတိယဒေမိုစပီတင်ပြပေးချင်ပါတယ်ဒါကတော့မီဆိုနာပလောက်ကတရားမဝင်ကုံသမှုကိုတရားမဝင်ကုံသမှုကိုကျွန်တော်အိန္ဒိယအစိုးရကကန့်သတ်လိုက်တဲ့အခြေအနေလက်ရှိကျွန်တော်တို့ဒီစစ်သွေးကြွအေနဲ့ဒီချက်လက်နက်ကိုင်ဖွဲ့တွေအမိကိုအားထားတဲ့ကုံသမှုကကျွန်တော်တို့ဒီမီဆိုနာပြည်နယ်ပါ ီဇိုရန်ပြည်နယ်နဲ့ကျွန်တော်တို့ဒီပလောက်ဝါနဲ့ကုံတော်မှုတွေပြုလုပ်တယ်အဲ့ဒီကနေပေါ့အဲ့ဒီကနေတစင်ကျွန်တော်တို့တစ်ဖက်အချင်းတောင်နယ်ဘက်ကိုသွားတယ်တစ်ဖက်ကတော့ကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေသွားတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ဒီတောင်ကုတ်ကနေပြီးတော့ရခိုင်ပြည်နယ်ဒီတောင်ပိုင်းကြီးဖြတ်နေဒါ A ရဲ့ကျွန်တော်တို့စစ်စစ်ကြော A ရဲ့ဒီရိတ်ခါရရှိရလမ်းကြောင်းပေါ့နောက်ထပ်ရိတ်ခါရရှိရလမ်းကြောင်းကတော့ကျွန်တော်တို့ဒီပြည်တွင်းကဆိုရင်တော့တစ်ဖက်ကကျွန်တော်အီအော်ဝီတိုင်းဘက်ကနေပြီးတော့ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ကိုကျွန်တော်ဆက်လီတွေနဲ့ဝင်တယ်ပြီးကျွန်တော်ကုန်းလမ်းနေသွားတယ်ပေါ့ကုန်းလမ်းနေသွားပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုရောက်တယ်အဲ့ဒီကနေပြန်ဖြတ်နေပေါ့နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့တစ်ဖက်ကျွန်တော်တို့ဒီမကွေးတိုင်းဆောရနေပြီးတော့ဆောရနေပြီးတော့ကျွန်တော်တို့ဆောချေတွေလမ်းလမ်းအတိုင်းကျွန်တော်တို့တစ်ဖက်ကဒီချင်းတောင်တက်တယ်တစ်ဖက်ကတော့ကျွန်တော်တို့ဒီပလောဝဘ က်ကိုသွားတယ်အဲဒီလိုကနေပြီးတော့ကျွန်တော်တို့ဒီချင်းလက်တကိုင်ဖွဲ့တွေနဲ့တပတ်ကကျွန်တော်စစ်သွေးကြော area ရိတ်ခါရရှိနေတာအဓိကသူတို့ရိတ်ခါရရှိရပင်မလမ်းကြောင်းကဒီပြည်တွင်းကနေပြီးတော့သူတို့ဒီရိတ်ခါရရှိမှုကအကန့်အသတ်ရှိတယ်တိုးတော်လည်းပဲဒီအိန္ဒိယနိုင်ငံနဲ့ဒီတရားမဝင်ကုန်သွယ်မှုပြုလုပ်တဲ့ဟာကသူတို့ရဲ့ဒီပင်မကုန်သွယ်ရေးကုန်သွယ်မှုရရှိနေတဲ့ဒီကွန်ပျူတာရရှိနေနေရာလေးဖြစ်တယ်ဒီမီဆိုရန်မီဇိုရန်ပြည်နယ်ပေါ့မီဇိုရန်ပြည်နယ်ကပြီးခဲ့တဲ့ကျွန်တော်တို့16ရက်နေ့မှာသူတို့ထုတ်ပြန်တယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဘိုအိုဆိုရရဲ့ညွှန်ကြားချက်အရအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုင်းခရိုင်လောက်တလိုင်းခရိုင်နယ်ဒီပလောက်ဝကိုပို့ဆောင်နေတဲ့ ဒီကုံစီတွေအားလုံးကိုရက်ဆိုင်လိုက်ကြအောင်သူတို့ဘက်ကထုတ်ပြန်လာတယ်ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီပြည်တွင်းမီ local media တွေပေါ့ဗျာ local media လည်းဒီအခြေအနေကိုကျွန်တော်တို့ဒီတရားဝင်ထုတ်ပြန်လာတာတွေ့ရတယ်ပြောင်းဝင်ထုတ်ပြန်လာတယ်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ဒီမေလ16ရက်နေ့ကနေစပြီးတော့ဒီမီဇိုရန်ပြည်နယ်နဲ့ပလောဝါတို့ချိတ်ဆက်ထားတဲ့ကုံတမှုလမ်းကြောင်းတွေအားလုံးကိုကုံတမှုလုံးဝမပြုတ်လို့တော့ဘူးအိန္ဒိယအစိုးရကရက်လိုက်ပြီရက်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီတလားကနေပြီးတော့3လအတွင်းမှာတလားကနေ3လအတွင်းမှာချင်းပြည်နယ်မှာရှိတဲ့ ချင်းမြစ်နယ်မှာရှိတဲ့တနည်းအားဖြင့်စစ်သွေးကြွားလက်အောက်မှာရှိတဲ့နေထိုင်တဲ့ဒေသမှာကျွန်တော်တို့ကုန်စည်ပြတ်တောက်မှုတွေဖြစ်မယ်၊စက်သုံးစီပြတ်တောက်မှုတွေဖြစ်မယ်၊စေဝါပြတ်တောက်မှုတွေဖြစ်မယ်၊လူသုံးဝင်ပစ္စည်းပြတ်တောက်မှုတွေဖြစ်မယ်။ဒီဒီဘက်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်ဘက်မှာရခိုင်ပြည်နယ်တောင်ပိုင်းမြောက်ပိုင်းဒေသတွေမှာဆိုရင်လည်းပဲကျွန်တော်တို့ဒါစေဝါရိတ်ကာလူသုံးကုန်ဒီပြတ်တောက်မှုတွေကကျွန်တော်တို့ဆက်ပြီးတော့တည်ကြည်မှမှတွေ့လာမယ်နေတာဖြစ်တယ်။အဲ့တော့ဒီအချိန်နေနဲ့ပတ်သက်ရင်အိန္ဒိယအစိုးရကဘယ်လောက်ထိ ကတ်တာနိုင်မယ်ဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်ဥပမာကျွန်တော်တလားလောက်ကတ်တာပြီးတော့ပြန်ဖို့မယ်ဆိုရင်တော့တိတ်ပြီးတော့ကြီးကြီးမားမားပြောင်းလဲမှုတော့မဖြစ်နိုင်ဘူးတို့ဆိုတော့လည်းကျွန်တော်တို့6လကနေတစ်နှစ်အတွင်းကို6လကနေပြီးတော့တစ်နှစ်အတွင်းကိုဒီရိတ်ခါနေဖြတ်တောင်းမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါစစ်စစ်ကြွအေနဲ့ဒါချင်းလက်နက်ကိုင်အဖွဲ့ကြီးအရှိုက်ကိုကျွန်တော်တို့ဒါအထောက်ခံမယ်အနေထားပါပဲကျွန်တော်တို့လက်နက်ကိုင်တစ်ဖွဲ့ရက်တီဖို့ဆိုတာငွေရှိအောင်လည်းကျွန်တော်တို့ရက်တီလို့မရဘူးပတ်စံနေရှိနေပေမဲ့ရက်တီလို့မရဘူးလက်ရှိမှာတော့ကျွန်တော်တို့တစ်ဖက် ဒီစစ်တရအေးနဲ့ဒီချင်းလက်ကရဲ့ဖွဲ့တွေမှာတော့ဒီငွေကြီးကအတောင်လေးရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီဖွဲ့တွေကကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ဒါမျိုးတွေကိုသူတို့တိုက်တဲ့ခါမှာအဲ့မှာရှိတဲ့ဒီစီဝိုင်းဘဏ်တွေကနေငွေတွေရတယ်။ပြီးရင်ကျွန်တော်တို့ပုတ်တွေကဘဏ်တွေကနေပြီးတော့ငွေတွေရတယ်။ငွေတွေရတယ်၊ရွှေတွေရတယ်ပေါ့ဗျာ။သူတို့မှကျွန်တော်တို့ငွေဘဏ်တော်ငွေကအတောင်လေးရှိတယ်။ပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်ဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါချင်းပြည်နယ်မှာရှိတဲ့မျိုးတွေကိုဒီစစ်တရအုပ်စုကဝင်တိုက်တယ်။ဝင်တိုက်တဲ့ခါမှာမျိုးပေါ်မှာရှိတဲ့ကျွန်တော်ဘဏ်တွေကပတ်စံတွေကိုမြောင်မြောင်စွာရတယ်။ဒီပုတ်တွေကဘဏ်တွေတဲကနေပတ်စံမြောင်မြောင်စွာရတယ်။ပြီးရင်ကျွန်တော်စီဝိုင်းဘဏ်ကနေပြီးတော့သူတို့အဲပြည်သူလူစုဆောင်တဲ့ပတ်စံတွေကိုမြောင်မြောင်စွာရတယ်။သူတို့ကတော့ကျွန်တော်တို့ဝင်ဝင်နဲ့ပတ်တိုင်တော့သူတို့မှကျွန်တော်တောင်းတင်းတဲ့အနေအထားတစ်ခုရှိတယ်။တို့ ို့ဆိုလည်းပဲကျွန်တော်ပတ်စံနေတော့ရှိနိုင်တယ်ရှိနေတယ်ကုန်စည်တွေဝယ်လို့မရဘူးဆိုရင်လည်းပဲတို့မှာကျွန်တော်အခက်ခဲတော့ရှိတယ်ဒီလက်နက်ကိုင်ဖွဲ့ရဲ့ရည်တည်ဖို့ဆိုရင်တို့တို့ကိုတို့တို့ကိုကျွန်တော်ထောက်ပံ့ပေးတယ်တနည်းအားဖြင့်တရားဝင်ကုန်သမှုပြုတဲ့နိုင်ငံတွေရှိမှတာလည်းတို့ရည်တည်လို့ရတာနံပါတ်၁ကျကျွန်တော်တို့ KIA ဘာကြောင့်ရည်တည်နိုင်လဲတေဟုတ်ဆွေးရနဲ့တို့ပလဲနန္ဒပလဲနဘာတင်တယ်လို့သူရည်တည်လို့ရတယ်ဒီ KIA ကတေဟုတ်ဆွေးကိုကျွန်တော်တို့မြေချတက်ထုတဲ့တရားဝင်ရောင်းပေးတယ်တေဟုတ်ကဝယ်တယ်အဲ့တော့တေဟုတ်ကတို့ကိုဒီ KIA လိုတဲ့အရာတွေအလုံးတေဟုတ်ကပံ့ပိုးတယ်ထို့တူပါပဲကျွန်တော်တို့တစ်ဖက်တစ်ဖက်ကျွန်တော်တို့ရှမ်းမြောက်ဒေသကိုလည်းပြန်ကြည့်လိုက်ပါအဲ့မှာကျွန်တော်တို့ရှမ်းမြောက်ဒေသမှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေဆိုလည်းပဲကျွန်တော်တို့တစ်ဖက်ကဒီနိုင်ငံရေးတရားစတာတွေကိုတရုတ်ကတခုစင်းနဲ့ဝယ်တယ်ဝယ်ပြီးရင်တို့ကဒီဒီအဖွဲ့တွေလိုတဲ့စားရိတ်ကောက်ပြထောက်ပံ့တယ်ဒီလိုနဲ့ပဲတို့လက်ပတ်နေတာအဲ့တော့လက်နက်ကိုင်အဖွဲ့တွေကျွန်တော်တို့ဒီရှင်သန်လှုပ်ရှားရခြင်းအကြောင်းရင်းရှင်သန်နိုင်ခြင်းအကြောင်းရင်းကသူရဲ့အိန္ဒိနာချင်းနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုမှာများစွာကြီးမားမှုတွေရှိတယ်နောက်ထပ်ကျွန်တော်တို့အိန္ဒိယရဲ့အခြေအနေတစ်ခုကဒီမေလ၁၄ရက်နေ့မှာတခုဖြစ်သွားတယ်အဲ့ဒါကတော့ကျွန်တော်ဒီအိန္ဒိယနဲ့တမူအိန္ဒိယနဲ့ကျွန်တော်တို့ဒီစကားလေးတွေတမူမျိုးနယ်ရဲ့အဆက်မြန်မာနဲ့အိန္ဒိယနိုင်ငံရဲ့ဒီနယ်ကြားစီးတနည်းအားဖြင့်တမူမျိုးနယ်တမူမျိုးနယ်မှာရှိစစ်စစ်ရွှေ PDF အဖွဲ့တွေက ထန်စင်းထန်စင်းလားထန်စင်းရွာပေါ့ဗျာထန်စင်းရွာမှာရှိတဲ့ဒီ PDF ဖွဲ့တွေကတို့ကအိန္ဒိယနိုင်ငံတွေကိုဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံသားတွေပိုင်ဆိုင်တဲ့ကျွမ်းသားတွေစားရိတ်ကတွေကိုလက်နက်နဲ့ဝင်ပြီးဓမြတိုက်တယ်ဝင်ယူတယ်ဝင်ယူတဲ့အခါမှာဒီလိုမျိုးဝင်ယူတဲ့အခါကျွန်တော်တို့အခမ်းအမမနဲ့တော့ဘူးအဲ့တော့ကျွန်တော်တို့ဒီအိန္ဒိယမှာရှိတဲ့ဒေသလုံခြုံရေးဖွဲ့တွေကဒီနေပြည်တော်ဝင်ရောက်လာတဲ့ဒီ PDF ဆရာကိုရှင်းလိုက်တယ်ရှင်းပြီးတော့ကျွန်တော်တို့ဒါ16ရက်နေ့မှာအလောင်းတွေကိုဒါနေကြောင်းကိုပြန်ပို့လိုက်တယ်ပေါ့အဲ့တော့အိန္ဒိယအစိုးရနဲ့ဒီ NASA ကရဲ့တန်ငင်းတမန်ငင်းတွေကကျွန်တော်တို့ဒါတိတာထင်ရှားတဲ့အနေအထားတစ်ခုကိုရောက်လာပြီးရောက်လာပြီအဲ့တော့ရောက်လာတဲ့အတွက်ကျွန်တော်တို့ဒါ ဒါကျွန်တော်တို့ကြခိုင်မီနယ်ရဲ့အခြေအနေအပြင်ကျွန်တော်တို့ဒီချင်းမီနယ်အခြေအနေကဘာတွေဆက်ပြောင်းဆက်ပြီးတော့ပြောင်းလဲလာမလဲအိန္ဒိယမြန်မာရဲ့ဒီဆက်ဆံရေးတိုးတက်လာမယ်ဆိုရင်တော့ကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေဒါရှင်သန်မှုကတော်တော်လေးတော့အခက်ခဲရှိနေပါတယ်ပြီးခဲ့တဲ့ကာလမှာအိန္ဒိယတပ်မတော်နဲ့မြန်မာတပ်မတော်တို့ဒီတပ်မတော်နဲ့ရပူးပေါင်းပြီးတော့အိန္ဒိယမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့အကြမ်းဖက်တွေကိုနှစ်နိုင်ငံတည်တည်းတည်တင်းဖက်လှယ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းခဲ့တဲ့အနေအထားတွေတွေ့ရတယ်အဲဒီရဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီစစ်ဆေးမှာတော့တကယ်အောင်မြင်မှုကြီးကြီးမားမားရတယ်အကြမ်းဖက်တမားတွေကျွန်တော်တို့ရှင်သန်ခွင့်ရှင်သန်လို့ရတယ်တိုးတော်လည်းကြီးထောက်ခွင့်မရခဲ့ဘူးကြီးထောက်ခွင့်မရခဲ့မရခဲ့ဘူးကျွန်တော်တို့ဒီ CNF ဆိုရင်လည်းပဲဒါတို့ဒါ ရှင်သန်ခွင့်တော့ရတယ်ဒီလက်နက်ကိုင်ဖွဲ့ကြီးကျွန်တော်ကြီးထွားခွင့်မရခဲ့ဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီ2021ကာလနောက်ပိုင်းမှာကျွန်တော်အိန္ဒိယအစိုးရကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တို့ဒါကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့ကြီးကိုတိုးဝိုက်တော့နည်းနဲ့ဒီပြည်နယ်အစိုးရဖွဲ့ကြီးကပံ့ပိုးမှုတွေလုပ်တယ်ပြည်နယ်အစိုးရဖွဲ့ကြီးကပံ့ပိုးမှုတွေလုပ်တဲ့အတွက်ဒီလက်နက်ကိုင်ဖွဲ့ကြီးကြီးလာတယ်ဒေသမှာကျွန်တော်မတိမငြိမ်မှုတွေဖြစ်တယ်ဒီကျွန်တော်တို့ချင်းပြည်နယ်မှာမတိမငြိမ်မတိမငြိမ်မှုတွေကတစ်ဖက်ကျွန်တော်တို့ဒါဒါကျွန်တော်တို့ မီဆိုရန်ပြည်နယ်ထဲမှာလည်းတကယ်ဒီလူမျိုးစုတွေကြာကျွန်တော်ပို့တိုက်မှုတွေဖြစ်တယ်လူမျိုးစုနေရာကြာကျွန်တော်တပ်ဖြတ်မှုတွေဖြစ်တယ်ပြီးရင်လူမျိုးပြိပက္ခတွေပါကျွန်တော်ဖြစ်ပေါ်လာတဲ့နေရာတွေပါတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီတရုတ်ပြောင်းချောမယ်ဆိုတော့ဒီမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်ဒါအိန္ဒိယအစိုးရကသူဘယ်လောက်ထိဒီထက်ပို့ပြီးတော့ပြည်ပြထန်ထန်ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးဆောင်ရပေးနိုင်မလဲဆောင်ရပေးမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကျွန်တော်တို့ဒီရွှေခေါင်းလောင်းဆရာတို့ခေါ်တဲ့ ဒီဆိုင်ပေါ့ဗျာရွှေကောင်းလောင်းဆရာတော်ခေါ်ဆိုင်အဲ့အဲ့ဒီပုံကိုခင်ဗျားတို့မြင်ပါလိမ့်မယ်ကောင်း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 လုံးလူရကောင်း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 ဆိုသူကဒီဘာသာရေးခေါ်ပြောမှသူအဆွမ်းရောက်တယ်ဘာသာရေးခေါ်ပြောမှအဆွမ်းအဆွမ်းရောက်တယ်ဒီဗုဒ္ဓဘာသာကိုသူချိုးနေပြီးတော့ပြောဆိုတာတွေကျွန်တော်မကြာခဏတွေ့ရတယ်နောက်တစ်ခုကသူကဒီရှမ်းမြောက်ဒေသမှာကြေရတွေဖွင့်ပြီးတော့ဒါခလေးငယ်တွေကိုသူတို့ခလေးငယ်တွေကိုခလေးငယ်တွေကိုကျွန်တော်တို့အရွယ်ရောက်တဲ့ခလေးငယ်တွေကိုယောက်ျားသားဆိုရင်ကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့တွေပို့တာတွေမင်းခလေးငယ်တွေကိုသူကိုယ်တိုင်လင်ညုံပြုတ်တာတွေလင်အကြမ်းဖက်မှုပြုတ်လုပ်တာတွေနဲ့နေမကြီးနေတယ်သူဆိုင် ူ့ကိုပြီးခဲ့တဲ့ဒီ2014ခုနှစ်စက်တင်ဘာလ10ရက်နေ့ညပိုင်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့မှာသူ့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်။ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာဒါသူ့ကိုကျွန်တော်တို့ဒီကျူလိုနယ်ပြစ်မှုတွေအရဒါစစ်ဆေးတဲ့နောက်ပိုင်းမှာကျွန်တော်တရားရုံးကတရားရုံးကကျွန်တော်တို့ဒီအမိန့်ချလိုက်တဲ့အခါမှာထောင်းတန်း16နှစ်နဲ့3လဒါကြာခံလိုက်ရတယ်လို့သူရဲ့အမျိုးသမီးဖြစ်တဲ့သူကတော့ကျွန်တော်တို့ဒါတရားဝင်သူလိုက်လွှင့်ပြီးတော့ပြောခဲ့တဲ့ဖိုင်ကျွန်တော်တွေ့လိုက်ရတယ်တွေ့လိုက်ရတယ်လက်ရှိမှာသူ့ကိုဒါကျွန်တော်တို့ဒီကျိုင်းတုံကိုပို့ဆောင်လိုက်တယ်လို့သူရဲ့အမျိုးသမီးရဲ့ရုပ်သံဖိုင်ထဲမှာကျွန်တော်နားထောင်လိုက်ရတယ်နားထောင်လိုက်ရတယ်အဲ့တော့ ဆိုင်းအေးရဲ့ဇာတိကရှက်မိနေအရှိပိုင်းကြိုက်လို့မျိုးနဲ့ကန်နာလုံးရွာလို့သိရတယ်။သူကကျွန်တော်တို့ဒီဂရာတွေဖွင့်တဲ့နေရာကတိန်းနေတဲ့ကုတ်ခိုင်မှာသူကဒီဘာသာရေးအမိခံဒီကန့်တွေဖွင့်နေပါဗျာ။တင်တန်းတွေဖွင့်နေအဆောင်တွေဖွင့်နေပါဗျာ။အဆောင်တွေဖွင့်နေဖွင့်ပြီးတော့သူကဒီအမျိုးသမီးငယ်တွေဆိုလဲသူလိန်ညုံပြုတ်တယ်။ပြီးရင်ကျွန်တော်အမျိုးသားတွေဆိုလဲအမျိုးကလေးငယ်တွေပေါ့ဗျာ။အမျိုးသားကလေးငယ်တွေဆိုရင်လည်းပဲဒီ TNL တို့ဒီ MMD တို့အဲ့အဖွဲ့တွေကသူကပြန်ရောင်းစားတယ်ပေါ့လူသစ်စုပေးတယ်ပေါ့သူအဲ့လိုနာမည်ကြီးတယ်ပြီးရင်ကျွန်တော်တို့ဒီ science နဲ့ဒီအမျိုးသမီးငယ်တွေရဲ့ဒီ interview တွေကြည့်လိုက်ပါဒီကျွန်တော်တို့တောင်းတောင်း အမေးဖြေလေးကြည့်လိုက်ပါအဲ့မှာဆိုဒီကျွန်တော်တို့ဒီလိန်နဲ့ပတ်သက်တဲ့ကိစ္စလေးအောက်ပိုင်းကိစ္စလေးနဲ့ပဲသူပတ်လေရိုက်နေတာပတ်လေရိုက်နေဒါဒီနဲ့ပဲသူကနာမည်ကြီးတယ်သူသူ့ကိုဒီတရားဆိုရကလည်းပြီးခဲ့တဲ့2013ခုနှစ်လောက်မှာသူ့ကိုတရားဆိုရကလည်းဒီဘာသာရေးအကြမ်းဖက်ဟောပြောမှုနဲ့ပတ်သက်ပြီးတော့သူ့ကိုကျွန်တော်တို့ဒီတရုတ်နိုင်ငံကနေပြီးတော့ပြည်နေပြည်နေတာပြစ်လိုက်တယ်ပေါ့အဲ့တော့ပြည်နေပြစ်တဲ့ကောင်မှမြန်မာနိုင်ငံကိုရောက်လာတယ်ပြီးကျွန်တော်ထိုင်းအောင်သူသွားတယ်ထိုင်းအောင်သွားတဲ့ကောင်မှဒီလိုမျိုးဒီဘာသာရေးအကြမ်းဖက်မှုတွေဟောပြောတဲ့အတွက်ထိုင်းဆိုရကလည်းသူပြင်နေတာပေးတယ်ပြလိုက်တဲ့ကောင်မြန်မာနိုင်ငံကိုရောက်လာတယ်မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းတိမ့်နေတဲ့ကိုယ်ကိုင်မှာသူကဒီဘာသာရေးကန့်နေ ဘာတိုင်းကိုင်းနေဘာတိုင်းခရီးလေးထွက်တယ်အမျိုးသမီးငယ်တွေဆိုလိန်ညုံပြုတ်တယ်နောက်ဆုံးခင်ဗျာဒီအမျိုးသမီးငယ်တွေနဲ့ဒါကျွန်တော်တို့ MMD တို့ထံပို့တယ် TNL တွေပို့တယ်ပို့ပြီးတော့အဲ့မှာဒီဖာကန်းတွေသူပို့တယ်ပေါ့ဗျာပတ်ဆက်ယူပြီးတော့သူလူရောင်းတာတွေလောက်တယ်အဲ့ဒီလောက်တောင်ကျွန်တော်ကသူကနာမည်ကြီးပါတယ်သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကချင်နေချင်းခရီးယာခရီးယာအဖွဲ့ချုပ် KBC ကလည်း KBC ကလည်းသူ့ကိုကျွန်တော်တို့ဒါကချင်ပြည်နယ်ကိုမလာဖို့တရားဝင်ကျွန်တော်စာရေးထုတ်တယ်ပြီးွားရင်ဒီဒီဆိုင်ရဲ့ပြောဆိုမှုတွေက ခရိယဘာသာရေးအသိအဖွဲ့တွေနဲ့လုံးဝတတ်ဆိုင်မှုမရှိကြောင်းခရိယဘာသာရေးအသိအဖွဲ့တွေကလည်းကျွန်တော်တို့ထုတ်ပြန်မှုတွေထုတ်တယ်။ဒါတော့ကျွန်တော်တို့စာရေးအခြေအနေလက်ရှိကျွန်တော်တို့စာရေးကိုတော့ထောင်းတန်းထောင်းတန်းကျွန်တော်တို့16နှစ်နဲ့16နှစ်နဲ့ကျွန်တော်တို့16နှစ်နဲ့3လအမိန့်ချမှတ်လိုက်တယ်။သူအမှုရဆိုင်ရတဲ့ကာလကတော့ကျွန်တော်တို့7လနဲ့13ရက်ကြာတယ်လို့သိရတယ်။သူ့ကိုကျွန်တော်အမိန့်ချတဲ့ရက်က2025ခုနှစ်မေလ15ရက်နေ့မှာအမိန့်ချ